မင်းမကြီးချစ်ထမှုကတော့သူ့ဘဝရဲ့နောက်ဆုံးအချိန်မှာ သူ့ရဲ့သမီးလေးကိုသူ့အနာမှာရှိချင်တယ်ရှိစေချင်တယ်လို့ပြောပြလာပါပြီเนาะသူ့ရဲ့ခင်ပွန်းဖြစ်တဲ့ဆိုင်းလွန်းကသူ့ရဲ့သမီးဖြစ်တဲ့เนาะဆလုံးဝတီထက်လို့ချစ်ထမှုရဲ့အနာကိုသုံးမလားမလုပ်ဘူးလားဟာတော့ကျွန်တော်နည်းနည်းမသိဘူးချစ်ထမှုကတော့ကဘာပေါ်မှာကံအကောင်းဆုံးလူသားလေးဖြစ်တယ်လို့ကံအဆူဆုံးလူသားဆိုလည်းမမှားပါဘူးအနုပညာလောကမှာအောင်မြင်မှုရသလောက်เนาะအိမ်ထောင်ကြီးမှာတော့လုံးဝလုံးဝကံမကောင်းကြဘူး တရားဝင်ယူထားတဲ့ယောက်ျားက3ယောက်3ယောက်စလုံးကသူ့အပေါ်မှာမကောင်းကျဲတာဖြစ်တယ်။နောက်ဆုံးယူထားတဲ့ဆိုင်းလွမ်းနဲ့လည်းပါဖြစ်လေ။ဘွဲကွာပြီးတဲ့တကာလမှာသူ့ရဲ့သမီးလေးစလုံးဝဒီထက်နဲ့နှစ်ပေါင်းများစွာကွဲကွာခဲ့ပြီးနောက်လုံခဲ့တဲ့နည်းခွဲလောက်ကမှပြန်လေပြည့်ရှုဝင်ရခဲ့တာပဲဖြစ်ပါတယ်။တထမိုးကတော့အစားကလေးကအလုံးလေးတိချပါရယ်အစာရင်ယောဂါရှိတယ်ကြောက်ကလည်းမကောင်းပါဘူး။ဒီကြားထဲမှာမှနော်ငါကလင်ကြီးလောက်ကတ်တဲ့ခါမှာမတလီမှာ ရောက်နေတဲ့အချိန်မှာတိုက်ဆိုင်ပြီးတော့ဒါအုတ်တွေကနော် မင်းမီကြီးထထမိုးရဲ့လက်ပေါ်ကိုပြုတ်ကြတဲ့အခါမှာလက်မောင်းတစ်ခုလုံးကျူးကျီသွားတာပဲဖြစ်ပါတယ်။ဘလောက်မှမကြဘူးအခုလေကြောက်ကဲရောင်ပြီးတော့ဆေးုံမှာဆေးကုသမှုခံယူနေရတယ်နော်ကြောက်ကဲရောင်နေဒီခါကျတော့ကြောက်ပဲလေးတော်တော်လေးကိုဒဲထားတယ်လို့တွေးရတယ်ပေါ့နော်ဆိုတော့ကံတော်တော်လေးကိုစိုးရပါထထမိုးဦးခင်ဗျာမှာအခုချိန်မှာမိဘတွေလည်းမရှိတော့ဘူးဆွေမျိုးတွေလည်းမရှိဘူးသူ့မှာအာကျွန်တော်တို့ခင်ကျွဲစရာမိခိုးစရာဆိုလိုသမီးလေးတယောက်ပဲရှိပါတော့ ဒါမဲ့သမီးလေးကလည်းအဖေနဲ့ပဲတူတူနေတယ်အဖေကလည်းเนาะကျွန်တော်အညီမင်းသမီးလေးတင်စာရေဝင်းနဲ့နှစ်ပါးသွားပြီဖြစ်တယ်ဆိုတော့အခုချိန်မှာသူ့ဘွားရဲ့နောက်ဆုံးချိန်တွေမှာသမီးလေးကိုရှိစေချင်လိုက်တာဆိုပြီးတော့ဒီကနေ့ဆေးရုံမှာကျကျမိုးရဲ့အင်တာဗျူးကိုကြည့်ရပြီတော့တိုင်းကလုံးဝမြည်ချနေချပြီလေဖြစ်ပါရယ်ဗျာခင်ဗျောဆိုင်လုံးကလည်းတက်တမိုးရဲ့နောက်ဆုံးအချိန်တွေကိုနားလည်ပြီးတော့သူတို့ဒီသမီးလေးကိုတက်တမိုးရဲ့အနာကိုလှုပ်ပြဖို့တော့သဘောတူမယ်ဆိုတာကတော့ပြည်သက်တွေကတော့ ယုံကြည်ပါတယ်ဒါမဲ့သမီးလေးကလည်းခုချိန်မှာကြောင်းတင်နေရတာဖြစ်တဲ့အတွက်လာနိုင်မလားမလာနိုင်ဘူးလားဆိုတာကတော့မသိသေးပါဘူးနော်